လ်ဖီမှာမန်ယူနိုက်တက်မနိုင်တာ၉နှစ်ရှိပြီမန်ချက်စတာယူနိုက်တက်ကတော့နာမည်ကျော်အယ်ဖီကွေးမှာလီဗာပူးကိုမနိုင်တာကတော့၉နှစ်ရှိသွားပြီဖြစ်ပြီးတော့နောက်ဆုံးနှစ်ရာသီဆက်တိုက်တော့တရေကစားထားပါတယ်အင်္ဂလန်ရဲ့အအောင်မြင်ဆုံးတဲ့ဂုဏ်သိက္ခာအကြီးမားဆုံးအသင်းဖြစ်တယ်လို့ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံပြီဆိုတော့ဘလောက်ပဲခြေစွမ်းနဲ့ကြဆင်းနေပါစေအကျိန်နဲ့ရှင်ပြိုင်လေးရှိလို့ရလက်ကိုတော့ခံမှန်းမှုတော့ခက်ပါတယ်ဖာဂူဆန်ခစ်လို့မန်ချက်စတာယူနိုက်တက်နဲ့ကလော့ခစ်လို့လီဗာပူးတင်းကတော်တော်လေးကိုကွာခြားသွားခဲ့ပါပြီလီဗာပူးကစလော်နဲ့ပရီးမီးယားလိဖလာရယူပြီးချိန်မှာလဲမန Manchester United အမိုရင်းကရှုံးကန်နေစေပဲဖြစ်ပါတယ်။ Liverpool နဲ့ကစားရင် Manchester United ကအောက်အသင်းဖြစ်နေကြတော့ကြားပါပြီ။ဒီရာဒီမှာလည်း Liverpool နဲ့ Manchester United ရဲ့အခြေအနေကတော့ကွာခြားပါတယ်။ဒါပေမဲ့နောက်ဆုံး၃ပွဲဆက်ရလဒ်ကိုကြည့်မယ်ဆိုရင်တော့ Manchester United က Liverpool ထက်ပိုကောင်းနေတယ်လို့ဒီပွဲမှာလည်း Manchester United ကရလဒ်ကောင်းကိုမျှော်လင့်နေရတူရလည်းရှိနေပါတယ်။ကြေးရဆိုရင်တော့အဲ့လိုမျှော်လင့်တာမမှားဘူးလို့တော့ဆိုနိုင်ပါတယ်။ဘာလို့လဲဆိုတော့ Liverpool တင်ကနောက်ပိုင်းနှစ်တွေမှာ Manchester United ကိုအသာရလို့ရှိပေမဲ့လည်းနောက်ဆုံး၁၀ချိန်တွဲဆုံမှုမှာတော့ Manchester United အသင်းက၆ ချိန်ထိကိုကြေးအောင်ခဲ့ပြီးတော့လီဗာပူးအသင်းက၄ချိန်ပဲကြေးအောင်ထားခဲ့တာပါ။ကိုပေါင်းကြေးအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်လေ၆ပွဲတိကြေးအောင်ခဲ့ပြီးတော့၃ပွဲပဲကြေးရှုံးခဲ့တာတပွဲကတော့ကြေးခွာခဲ့ပါတယ်။အာရှရဲ့အစောပိုင်းဈေးကွက်ဖွင့်လှစ်မှုတွေရဒီပွဲမှာအင်ရှင်လီဗာပူးအသင်းကတကူနဲ့နိုင်တာအနည်းငယ်နစ်နာရအောင်မှာဖြစ်ပြီးတော့ကိုပေါင်းကတော့၃ဂိုးဆိုရင်၅၀ရာခိုင်နှုန်းနစ်နာအောင်မှာပဲဖြစ်ပါတယ်။